အွန်လိုင်းအချမ်းရဲ့ပွဲကြိုသုံးသပ်ချက်ဗီဒီယိုဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မီနီမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အွန်လိုင်းဆိုင်ကတော့လာမယ့်၄ရက်နေ့မနက်မှာဆိုလို့ရှိရင်သူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲကိုကတ်တက်စတမ်နဲ့ထိုးသတ်တော်မှာဖြစ်ပါတယ်။အားလုံးပဲဒီတိုင်းပဲသူတို့နှစ်ယောက်လုံးကလည်းတငယ်ချင်းတွေဖြစ်နေတယ်။ပြီးတော့ကျွန်တော်တို့ကတော့ပြောရမယ်ဆိုရင်အွန်လိုင်းဆိုင်ရဲ့နောက်ဆုံးပွဲကသူ့နိုင်သည်ဖြစ်စီရှုံးသည်ဖြစ်စီအရေးမကြီးပါဘူး။သူရဲ့နောက်ဆုံးပွဲကိုကောင်းကောင်းလေးကြည့်လိုက်ရပြီးတော့ဒါနိုင်နေဆိုရင်လည်းအကောင်းဆုံးပဲရှုံးနေဆိုရင်လည်းပြဿနာမရှိဘူး လုံးဝဒီကစားသမားပွားရဲ့နောက်ဆုံးပွဲကိုအပြည့်အဝအားပေးဖို့အတွက်ယူရတာပါဒါမဲ့လည်းကျွန်တော်အနေနဲ့ဒီကစားသမားနှစ်ယောက်ရဲ့ striking mind နဲ့ပတ်သက်ပြီးတော့လည်းအတိုင်းအတာတစ်ခုဒီစိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့ဒီပွဲကြိုဗီဒီယိုကိုလုပ်ပေးရဖြစ်ပါဒီကစားသမားနှစ်ယောက်ရဲ့ physical ဘိုင်းအရာပြောရမယ်ဆိုလို့ရှိရင် online ဆိုင်ကအသက်အားဖြင့်တော့ပိုပြီးတော့ကြီးနေပြီဒီအတွက်ကြောင့်မလို့ပွဲချိန်ရဲ့နောက်ပိုင်းနေရောက်တယ်ဆိုလို့ရှိရင်ရုံအားက Cadestan ဘက်မှာပိုပြီးတော့တာလိမ့်မယ်လို့တော့ကျွန်တော်စိတ်ထဲမြင်နေ ဒါပေမဲ့တစ်ဖက်မှာဆိုလို့ရှိရင်လည်း online အဆိုင်ကဝမ်ချစ်မင်ရှိရဲ့ middleweight တန်း205ပေါင်တန်းမှာအထိုင်ချပြီးကစားတဲ့ကစားသမားပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုဒီပွဲအတွက်ချစ်ချစ်လေးလေးနဲ့ပြင်ဆင်ထားတာကိုတွေ့ရပါတယ်ဘလို့ပဲနေနေ Cardestam ကသူ့အနေနဲ့ weight တင်ပြီးဘလောက်ပဲထိုးတယ်ပြောပြော online အဆိုင်ရဲ့အလုံးအထည်ကွာခြားချက်ကအတိုင်းအတာတစ်ခုဒီသိတာနေပါအရက်ကလည်းဒါ6ပေနဲ့6ပေတလမ2လမဖြစ်တဲ့အတွက်ကြောင့်မလို့အရက်အားဖြင့်ဆိုလို့ရှိရင်လည်းတလမ2လမဝင်းကျင်တော့ကွာချ ပြီးတော့ဒီ fighter နှစ်ယောက်မှာက weather weight တန်း fighter တစ်ယောက်ရဲ့ body frame ရယ်ပြီးတော့ middle weight တန်းနဲ့ light heavy weight တန်းမှာထိုးတက်နေတဲ့ fighter တစ်ယောက်ရဲ့ body frame ရယ်ဆိုပြီးတော့ကွာခြားချက်ကအတိုင်းအတာတစ်ခုထိကြီးကြီးမားမားရှိရယ်လို့တော့ပြောလို့ရပါတယ်။အနည်းဆုံးဆုံးမြင်အောင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောင်လဆိုင်ရဲ့ပြိုင်ဖက်ဟောင်း Bonicke နဲ့ဒီ Ryanair Director တို့ကစားတဲ့ပွဲတော့လိုပဲပေါ့နော်။ Bonicke ကလည်းအေးတော့ဆိုလို့ရှိရင် UFC ရဲ့ middle weight တန်း185ပေါင်တန်းမှာထိုးနေကြပဲ။ဒါပေမဲ့ Ryanair Director ကကျတော့ တရ5ပေါင်တန်းကနေပြီးတော့ဆင်းထိုးရဲဆိုရင်ပုံစံမျိုးဖြစ်တဲ့အချိန်မှာစိုက်ခွာကြချက်ကကြီးပါတယ်။ဒီဖိုက်တာနှစ်ယောက်မှာဆိုလို့ရှိရင်လည်းစိုက်ခွာကြချက်ကအတိုင်းအတာတစ်ခုတည်းရှိရဲ့။ဒါပေမဲ့ပါဝါခွာချချက်ကတော့အရင်ကြီးတော့မများပါဘူး။မများဘူးဆိုတာလက်သီးပါဝါပိုင်းမှာဆိုလို့ရှိရင်လည်းကတ်တက်ဆန်ကတော်တော်လေးပြင်းတဲ့ထဲမှာပါပါ။ဒီဖိုက်တာနှစ်ယောက်မှာအလားဆိုင်ရဲ့အားသာချက်တွေကိုပြောမယ်ဆိုရင်လက်သီးပိုင်းကောင်းတယ်။ပြီးလို့ရှိရင်ခြေကန်နဲ့တွဲပြီးတော့ကစားတဲ့တွဲလုံးပိုင်းတွေမှာတော်တော်လေးကောင်းအောင်တွေ့ရပါတယ်။ ဒီဘွဲမှာကအွန်လိုင်းအဆိုင်ကခြေတန်းရှိတဲ့လက်တန်ရှိတဲ့ကစားသမားဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့လက်သီးခြေခံတွဲလုံးတွေကကျွန်တော်စိတ်ထဲတော့ဒါကတ်တက်စတမ်ကိုတော်တော်လေးကိုတိုင်ပတ်စီမယ်လို့တော့မြင်တယ်ကတ်တက်စတမ်အနေနဲ့ကအတင်းကြီးဝင်ကပ်ဖို့ဘယ်လောက်ကြီးလွယ်မှာတော့မဟုတ်ဘူးပေါ့နော်အွန်လိုင်းအဆိုင်ကစားတဲ့ပုံစံကလက်သီးနဲ့ခြေခံတွဲလုံးတွေကိုရတန်ချာချာတုံးပြီးတော့သူက flow တစ်ခုနဲ့ကစားတာကတ်တက်စတမ်ကကြတော့သူ့ရဲ့ကစားပုံကနည်းနည်းလေးထိုးကြတဲ့ပုံစံရှိတယ်ပြီးတော့သူထိုးတတ်တဲ့ပုံစံက ိုင်မင်ကိုခံမှန်းအခပ်ပါဥပမာဗျာအွန်လိုင်းအဆိုင်လို့ဆိုလို့ရှိရင်ဟိုချက်ထောက်မယ်ပြီးလို့ရှိရင်ထိုးပြီးကံမယ်ကံပြီးထိုးမယ်အဲ့လိုပုံစံမျိုး flow လေးတစ်ခုနဲ့ဒါသွားနေရဆိုတာပွဲတစ်ပွဲအတွင်းမှာမြင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ consistency stand ကကြတော့သူကစားတဲ့ပုံစံကတစ်ချက်တစ်ချက်ဆိုလို့ရှိရင်လည်းအရင် explosive ဖြစ်တယ်ပြီးတော့သူရဲ့ counter ဘိုင်းတွေကလည်းတော်တော်လေးကောင်းတဲ့နေရာမှာပါပါဒီတော့ကြောင့်မလို့အွန်လိုင်းအဆိုင်ကိုယ်တိုင်ကလည်းဒီရှေ့က Roberto Soli နဲ့ပွဲမှာဆိုရင် Cardestam ကစားသွားတာဘယ်လောက်ထိကောင်းလဲပြီးတော့ကောင်းတာ Airbo တွေဘယ်လောက်ထိကောင်းလဲဆိုတာကိုဥပမာပြသွားတာဟုတ် ဒါပြောသွားတယ်ပေါ့နော်ကတဲ့ဆံပကနေလဲဒါအောင်လဆိုင်ရဲ့လက်တီပိုင်းနေပြီးတော့ခြေကံပိုင်းနေနဲ့ပါဝါပိုင်းနေကိုတတိထားဖို့လိုတယ်ဆိုတာပြောပြီးသားပဲဖိုင်တာနှစ်ယောက်လုံးကတော့တယောက်နဲ့တယောက်ကတော့ respect ကတော့အပြည့်ရှိတယ်ဘယ်နေရာမှာဘသူကအန်တာလဲဆိုတော့လက်တီပိုင်းမှာကတော့ကျွန်တော်ကနှစ်ယောက်ကအရင်ကြီးကွာတယ်လို့တော့မမြင်မိဘူးဒါပေမဲ့ကတဲ့ဆံပကတထောင်ရိုက်ချက်ပိုင်းနေတော်တော်လေးကောင်းတဲ့အပိုင်းနေရှိပါဒီတို့ကြောင့်မလို့တော့မှအောင်လာတော့မှဒီပက်ထရိန်နေနေလုံနေတော့ဆိုရင်တထောင်ရိုက်ချက်တွေကိုနည်းနည်းလေးတွဲပြီးတော့လေ့ကျင့်နေအောင်တွေ့ရပါ ကတိစံကရှိကပွဲမှာလည်းတောင်ရိုက်ချက်နေတယ်ဒါနောက်တောင်ကြောင်ဆန်းဆောင်ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အောင်လဆိုင်အနေနဲ့ရှော့တွက်လို့ရတဲ့အနေအထားတစ်ခုတော့မဟုတ်ပါဘူးဒီအတွက်ကြောင့်မလို့ကတိစံနဲ့ကတ်သွားပြီဆိုလို့ရှိရင်အောင်လဆိုင်အနေနဲ့အဝင်အထွက်ဒီမှာတောင်ရိုက်ချက်တွေကိုတော်တော်လေးသတိထားရနိုင်မယ်လို့တော့မြင်တယ်ဒါပေမဲ့အောင်လဆိုင်ရဲ့ခြေခံချက်တွေကကတိစံနဲ့ဆက်လို့ရှိရင်အများကြီးပိုပြင်းပါတယ်ကတိစံအနေနဲ့အောင်လဆိုင်ရဲ့ပါဝါအပြည့်နဲ့ခြေခံချက်တွေကို အရင်ကြီးခံနိုင်မှာမဟုတ်ဘူးလို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်နေသူရဲ့ခြေခံချက်တရားလည်းထွက်တော့ထွက်တယ်ဆိုပေမဲ့အောင်လဆိုင်တော့ပေါဝါပါတာမျိုးမဟုတ်ဘူးအောင်လဆိုင်ရဲ့ဒီလွှဲပြီးကန်တဲ့ခြေခံချက်တရားကာတက်စတန်ကိုအတိုင်းနာတစ်ခုထိဒုက္ခပေးပြီးတော့အနာကပ်ဖို့ကိုဟန်တားစီမယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်ဘယ်သူနိုင်မလဲပြောရမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒါအတအရွယ်အားဖြစ်တော့နည်းနည်းကြီးနေဆိုပေမဲ့အောင်လဆိုင်အနေနဲ့ဒီပွဲမှာအလုံးထည့်ပိုင်းရအောင်ပညာပိုင်းရအောင်မနေဘူးလို့ကျွန်တော်စိတ်ထဲမှာမြင်တဲ့အတွက်ကြောင့်မလို့အောင်လဆိုင်က ိုင်သွားလိမ့်မယ်လို့ပဲကျွန်တော်စိတ်ထဲတော့မြင်ပါတယ်။ grappling ဘိုင်းမှာဆိုလို့ရှိရင်လည်း fighter နှစ်ယောက်လုံးကအရန်ကြီးပြောပါရလောက်အောင်ကွာခြားနေရမှာမဟုတ်ဘူး။ပြီးတော့လုံးဝပြုတ်ရတာကိုလည်းစိတ်မဝင်စားတဲ့ကစားသမားတွေပါ။ဒီဘက်ကဒါ striking မှာပဲသွားလိမ့်မယ်။ online ဆိုင်အနေနဲ့ပြန်ဘက်ကိုပွဲသိမ်းကျင်စိမ့်နည်းနည်းလေးများပြီးတော့စုပ်ဝင်တဲ့အပိုင်းတွေကိုတော့ခရူးဆိုင်ဖို့လိုပါ။ဘလို့လဲဆိုတော့အဲ့လိုစုပ်ဝင်လို့ရှိရင်ကောင်တာအေးဖို့တွေမိရဆိုလို့ရှိရင်တော့အလားအဆိုင်နဲ့ကြာသွားနိုင်တဲ့အနေအထားမျိုးရှိပါတယ် ပြီးတော့နောက်ထပ်တစ်ချက်ကရှေ့ကပွဲမှာဆိုလို့ရှိရင်လည်းအွန်လိုင်းဆိုင်ကနောက်ောက်ဖြစ်တဲ့အထိကိုခြေခံချက်မိထားဆိုတော့သူ့ရဲ့မာကုံပိုင်းမှာဘယ်လောက်ထိ impact ဖြစ်သွားမလဲဆိုတာကိုတော့ကျွန်တော်စိတ်ထဲနည်းနည်းလေးရောစိတ်ဝင်စားမိပါခြုံရင်းပြောရမယ်ဆိုလို့ရှိရင်တော့ striker ဘိုင်းမှာနှစ်ယောက်လုံးကောင်းတယ်ဒါပေမဲ့လက်ကြီးဘိုင်းမှာတယောက်နဲ့တစ်ယောက်ကောင်းတဲ့ပုံစံကတော့နည်းနည်းလေးကွာရဲပေါ့နော်အွန်လိုင်းဆိုင်ကကျတော့ဒီတွဲလုံးနေနဲ့ကောင်းတာဖြစ်ပြီးတော့ contestant ကကျတော့ဟိုဘယ်နေရာနေထိုးထိုးပေါင်းသွားထွက်တယ်ဆိုတော့ an orthodox ဖြစ်တဲ့ပုံစံမျိုးပါ တရောင်ရချက်ပိုင်းကတဲ့စံတာတွေခြေခံချက်ပိုင်းအွန်လိုင်းဆိုင်တာပြီးတော့ clinch ပိုင်းနေမှာဆိုလို့ရှိရင်တော့အလုံးထည့်ရတော့အွန်လိုင်းဆိုင်ကနည်းနည်းလေးပို့ပြီးတော့စီးနိုင်မယ်လို့တော့မြင်ပါ ground ပိုင်းကတော့အရန်ကြီးရောက်သွားစရာမရှိဘူးရောက်သွားရင်လည်းတယောက်နဲ့တယောက်အရန်ကြီးလိုက်ပြီးတော့ချုပ်နေမယ်အနေထားမျိုးတော့မမြင်မိပါဘူးအဲဆိုတော့အလုံးချုပ် ပြီးပြောရရင်တော့ကျွန်တော်ကတော့အွန်လိုင်းဆိုင်ရဲ့နောက်ဆုံးပွဲမှာတော့ပွဲကောင်းလည်းဖြစ်မယ်ပြီးတော့အွန်လိုင်းဆိုင်နိုင်နိုင်နဲ့အလားလာရင်လည်းအများကြီးရှိနေလို့တော့မြင်ပါအွန်လိုင်းအနေနဲ့အမှားရွတ်တိတ်မလှုပ်ဘဲနဲ့ဒီပုံမှန် ကစားသွားတယ်ဆိုရင်တော့မှပဲအမှတ်ရဆိုလို့ရှိရင်တွဲလုံးပို့ပြီးတော့ကောင်းကောင်းသုံးနိုင်တဲ့ online ဆိုင်ကနိုင်နိုင်တယ်ဒါပေမဲ့ online ဆိုင်ကလည်းသူ့ရဲ့ကစားသမားဘဝအဆုံးသက်ကိုအမှတ်ထိရောက်စေချင်မှာမဟုတ်ဘူးပွဲဖြတ်ဖို့စူးစမ်းရင်းနဲ့ online ဆိုင်ပဲဒါပွဲဖြတ်နိုင်မလားဒါအမှုကတိဆန်ကပဲကောင်းတာတွေသုံးပြီးတော့ online ကိုပြန်ပြီးတော့အထိနာအောင်လုပ်သွားမလားဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းပါဘလို့ပဲနေနေ online ဆိုင်ရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့ဒါအကုန်လုံးတကယ်ကိုတခဲနဲ့အားပေးဖို့အတွက်တာဝန်ရှိရလို့တော့ခံစားရတယ် ။အောင်လဆိုင်အနေနဲ့ကပြမြောင်ပြည့် MMM လောကပြီးတော့မြောင်ပြည့်ရဲ့ကိုခန့်ပညာလောကနဲ့ပတ်သက်ပြီးတော့အစဉ်နဲ့တစ်ခုကိုတော်တော်လေးကိုထွက်တင်ပေးသွားခဲ့တဲ့ကသာသမားတယောက်လို့မြင်ပါတယ်။လက်ရှိဆိုရင်ဂျိုရှော့ဗန်တို့ဆိုရင်လည်းအောင်လဆိုင်တဲ့ပို့ပြီးတော့မြင်မာတဲ့အောင်မြင်မှုတွေရရှိနေတဲ့ကသာသမားတယောက်လို့ပြောလို့ရတယ်။ဒါပေမဲ့အောင်လခေအစာပိုင်းလောက်တုန်းကတော့ဘသူမှပြိသက်အားပေးမှုမရသေးဘူးလို့ပဲဆိုချင်ပါတယ်။အောင်လရဲ့အရှင်ဝါကဒီလောက်ထီအောင် ကြီးမားတယ်ဆိုတာကိုကျွန်တော်အမြင်စေချင်တာဖြစ်ပါတယ်။နိုင်သည်ဖြစ်စေ၊ချုံသည်ဖြစ်စေဒါဟင်နီဟူခါဆာသူ့ရဲ့ကစားသမားချမင်ဟောင်းကြီးရဲ့ဘွဲကိုလာပြီးတော့ကြီးကြပ်နေပြီ။အောင်လာရဲ့အဖေနဲ့ရောက်နေပြီ။တငယ်ချင်းတွေနဲ့ကြောက်နေပြီပေါ့နော်။မြန်မာပြည်သက်တွေလည်းဒါထောင်နဲ့ချီပြီးတော့လာပြီးတော့အားပေးမယ်လို့တော့ကျွန်တော်စိတ်ထဲတော့မျှော်နေပါတယ်။အဓိကကတော့အောင်လာဆိုင်ရဲ့နောက်ဆုံးကစားသမားဘဝအဆုံးသက်ဘွဲကိုခက်ခဲနာနာဖြစ်သွားစေချင်တာဖြစ်ပါတယ်။တရားလွှဲရင်တော့ဒီဘွဲမှာကျွန်တော်အောင်လာစီကနေပြီးတော့အရန်ကြီးမျှော်လင့်ထားတဲ့ ိုင်မယ်ဆိုပြီးတော့တွေးထားတယ်ဆိုတာမျိုးကမရှိဘူးအကောင်းဆုံးအားပေးမယ်ဆိုရင်စိတ်ပဲရှိပါတယ်အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့ online ဆိုင်ရဲ့ပွဲချိုသုံးသပ်ချက်ဗီဒီယိုကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်